မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ August 23ရက်နေ့မနက်ပိုင်းမှာတောင်ငူမြို့မှာရှိတဲ့တောင်ငူလေတပ်စခန်းကိုရောက်ရှိလာပြီးတဲ့နောက်မြို့ထဲမှာရှိတဲ့ကောင်းမှုတော်ဖခင်မှာအောင်မြင်နေပြီးတော့ရတရားခြေသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 23ရက်နေ့မနက်9နာရီကျော်အချိန်မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့တောင်ငူလေတပ်စခန်းကိုလာရောက်ခဲ့ပြီးတော့လေတပ်စခန်းနဲ့စစ်ဆေးရုံများကိုတွားရောက်ပြီးတော့ ိုက်ပွဲကြောင့်ခြေပြက်လက်ပြက်လူနာများကိုတွေ့ဆုံခဲ့ပြီးမြို့ထဲမှာရှိတဲ့ကောင်းမှုတော်ဖခင်မှာအောင်မြင်နေပွဲပြုလုပ်ခဲ့တယ်လို့တက်တွင်းနဲ့နီးစပ်တဲ့ဒေသခံတို့ကပြောပြထားပါဗျ။သူရဲ့အဓိကရည်ရွယ်ချက်ကရှေးဟောင်းဖရားမှာရရချေဖို့လာတာဖြစ်တယ်လို့ပထမတော့အဲ့လိုကြားတယ်။ဒါပေမဲ့ပြန်ကြားတာကတော့ကောင်းမှုတော်မှာအောင်မြေလာနင်းတာတဲ့။ဘာအတွက်အောင်မြေနင်းတာလဲတော့မသိဘူး။ပြီးတော့စေတက်ကခြေပြက်လက်ပြက်တွေကိုနှမ်းဖြူသဘောမျိုးတွေ့သွားတာပေါ့လို့ပြောဆိုခဲ့ပါဗါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုက်ဟာရရချေအစီမံများကိုအယုံကြည်ရှိပြီးတော့ ၎င်းတောင်ကူလေတဲ့စခန်းအနီးမှာရှိတဲ့ရခင်တောင်ကူဘရင်မင်းဆက်များတည်ထားခဲ့တဲ့ရှေးဟောင်းနန်းတော်ဦးဇေဒီမှာစစ်အောင်နိုင်ရဲ့ရရအစီအမံများကိုလာရောက်ပြုလုပ်လေရှိတယ်လို့သိရပါတယ်။စစ်ခေါင်းဆောင်ရဲ့ယခုခီးစဉ်ဟာလည်းရရခြေချင်းမျိုးကိုပြုလုပ်သွားနိုင်ကြောင်းအဲ့ဒီသတင်းအရေးမြေကပြောဆိုထားပါတယ်။ဒါ့အပြင်တောင်ကူမျိုးရဲ့အခြားအထင်ကရဖျားများဖြစ်တဲ့မြောင်းစောင်းညီနောင်ရွှေဆန်တော်ဖျားများကိုလည်းတွဲရောက်နိုင်ပြီးတော့၎င်းမကြရှုံရည်အတွက်အစွမ်းကိုလိုက်လံဆောင်ရွက်နေတဲ့သဘောမျိုးဖြစ်တယ်လို့အခြေအနေကိုသိရှိတဲ့မြို့ကန်များကပြောကြားထားပါတယ်။ မြန်မာနိုင်ငံရဲ့အရက်လေးမျက်နှာတစ်ခုလုံးမှာရှိတဲ့နေရာအသီးသီးမှာစစ်မျက်နှာတွေကိုဖွင့်ထားရတဲ့အာနာသိန်းစစ်တပ်အနေနဲ့မြေပြင်ထိုးစစ်များမှာအရေးနိုင်နေပြီးတော့မြို့ရွာအများပြားနဲ့စခန်းပေါင်းရာနဲ့ချီပြီးလက်လွတ်ဆုံးရှုံးထားရတဲ့အတွက်ကြောင့်လေကြောင်းပစ်ကူကိုသာအားထားနေရတယ်လို့သိရပါဗျာ။ အဲ့ဒီစစ်ကောင်းဆောင်လာရောက်တဲ့တောင်ကိုလေးတဲ့စခန်းဟာလေပြီးခဲ့တဲ့ဩဂတ်စ်လ20ရက်နေ့ကတော်လဲပူပေါက်တပ်ဖွဲ့များကတရခွန်မမရှော့တိုက်ဒုံးခွနလုံးနဲ့လာရောက်ပစ်ခတ်ခဲ့သလိုပြီးခဲ့တဲ့မတ်လနဲ့မေလာများမှာလည်းရှော့တိုက်ဒုံးများနဲ့ပစ်ခတ်ခံရပူပြီးတော့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ထန်တလာမြို့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်များအတွက်လေရင်နဲ့လာချပေးတဲ့အစာအာဟာရတောက်များကိုချင်းတပ်ဖွဲ့ကတိုက်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ23ရက်နေ့မနက်ပိုင်းမှာထန်တလန်မြို့ကို White Horse လေယာဉ်နဲ့အစာအာဟာရတောက်များကိုချထားပေးခြင်းဖြစ်ပြီးတော့အဲ့ဒီအစာအာဟာရတောက်များကိုချင်းတော်လိုက်တက်များကတိတ်စီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရိတ်ခါတောက်များနဲ့အတူမိတို့စားသုံးရမယ်ဆိုတဲ့အညွှန်းစာများပါပါဝင်တယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းထန်တလန်မှာ White Horse လေယာဉ်ကနေပြီးတော့လာချတာကျွန်တော်တို့ဘက်ကတိတ်စီရရှိပါတယ်။အထဲမှာအညွှန်းစာထည့်ထားပါတယ်လို့ချင်းတော်လိုက်ရဲ့သတင်းအမိကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာအရက်ဝတ်နဲ့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့ခလာရတစ်တပ်ရင်းကတပ်သားတအုပ်ကိုပြစ်ခတ်တိုက်ခဲ့ရာသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ23ရက်နေ့ညနေ4နာရီအချိန်ကမှာအုပ်ဖို့မြို့နယ်ချောင်းကောင်းအုပ်စုအပိုင်းဘကိုးရုံးမထဲမှာရှိတဲ့တောင်ရတဲအတွင်းမှာအရက်ဝင်းနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့တရင်ကိုလိုက်လံစုံစမ်းနေတဲ့ခလာရတစ်တပ်ရင်းက စစ်သားတအုပ်ကိုတာယာဝတီခရိုင်တရဲ33ရက်နဲ့တက်ခွဲ9ရက်ဘူဟာစစ်ကြောင်းကတွားရောက်ဖမ်းဆီးတဲ့အချိန်မှာပြန်လည်ခုခံတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်တိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်တိတ်ဆုံးသွားတဲ့စစ်ကောင်စီတပ်သားထံကနေပြီးတော့9မီလီမီတာတနက်အတူတလက်ကြီးပေါင်းနှစ်ခုကြီးလေးတော့မိုဘိုင်းဖုန်းတစ်လုံးနဲ့စစ်လွယ်ရေးတစ်လုံးတို့ကိုတိတ်ဆီရရှိခဲ့တယ်လို့သိရပါရယ်အဲ့ဒီစစ်ကောင်စီတပ်သားဟာမင်းလာမြို့နယ်အခြေစိုက်ခလာရတဲ့တိုင်ရင်က တတလက်ကပ်ဖြစ်ပြီးတော့၎င်းဟာဂျိုးပင်ကောက်မြို့နယ်ကဘိုကြီးရန်နိုင်စိုးနဲ့အတူတော်လိုင်းတပ်ဖွဲ့များရဲ့တရင်များကိုလိုက်လံစုံစမ်းနေသူဖြစ်တယ်လို့တာယာဝရီခိုင်တရင်33ညနဲ့တက်ခွဲ9ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တမိုင်းမူရီတာအင်အားအနီးမှာဩဂတ်စ်လ22ရက်နေ့ညပိုင်းမှာလူငယ်၄ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်30ဝန်းကျင်အရွယ်လူငယ်၄ဦးဟာစားစရာထွက်ဝယ်တဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်တယ်လို့ပြောဆိုခဲ့ပါရယ်။ညဘက်ဘိုက်စာလို့ဘာရှိမလဲဆိုပြီးတော့ထွက်ကြည့်ကြတာလမ်းထိပ်ရောက်တော့အဖမ်းခံလိုက်ရတယ်။သူတို့နေတဲ့နေရာနဲ့ဆိုလမ်းထိပ်ကပေ30တောင်မဝေးဘူးလို့အဲ့ဒီမြို့ကန်ကပြောပါရယ်။ အဲ့ဒီလိုဖမ်းဆီးခံရပြီးတဲ့နောက်မှာစစ်ကောင်စီကတယောက်ကိုငွေကျပ်9သိန်းနဲ့ရွေးကိုင်းခဲ့ပေမဲ့ညှိနှိုင်းခဲ့ရမှာ၄ယောက်ကိုငွေကျပ်14သိန်းနဲ့နောက်တနေ့မှာပြန်ရွေးခဲ့ရတယ်လို့၎င်းကဆက်ပြောပါတယ်။ရန်ကုန်မြို့မှာညမထွက်ရအမင်းကိုညတနားရီကနေမနက်3နာရီအထိပြီးခဲ့တဲ့နှစ်အောက်တိုဘာလ28ရက်နေ့မှာစစ်ကောင်စီကပြောင်းလဲတတ်မှတ်ထားပေမဲ့ ်ဒီလူငယ်တွေကတော့ညဆန္ဒနာရေးဝင်းကျင်မှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာညပိုင်းထွက်တဲ့သူတွေစစ်ကောင်စီတပ်ဖွဲ့ဝင်းနေတဲ့တွေ့ဆုံပါကအ ਨੇ ဆုံးစစ်ဆေးခံရလေးရှိပြီးတော့မတင်ပါဘာကဖမ်းဆီးလေးရှိတယ်လို့ငွေညစ်ချင်ပါကလည်းဖမ်းဆီးလေးရှိတယ်လို့မြို့ကန်တွေစီကသိရှိရပါဗျ။လေရန်လမ်းဆောင်မှာညဘက်စစ်ကောင်စီတွေဖမ်းဆီးခံရဘူးတဲ့လူငယ်တအုပ်ကလည်းသူနဲ့သူ့တငယ်ချင်းတွေဖမ်းဆီးငွေညစ်ခံရပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုဖမ်းတော့ကဖမ်းပြီးတော့စစ်ကြောရေးပို့မယ်ဘာညာ၆လိုက်ခဲ့ကြတာ နောက်တော့2ယောက်ကို10သိန်းတောင်းတယ်မတက်နိုင်လို့2ယောက်ကို9သိန်းနဲ့ညှိပြီးတော့နောက်နေ့မှထွက်လာခဲ့ရတယ် ဒီလိုမျိုး၅သိန်းနဲ့ထွက်လာတဲ့အကြောင်းကိုလည်းဘယ်သူမှမပြောဖို့ကိုသူတို့ကပြောဆိုခဲ့တယ်လို့ပြန်လည်ပြောပြခဲ့ပါတယ်။စစ်ကောင်စီအလုံးစုံထိန်းချုပ်နိုင်သေးတယ်။ရန်ကုန်မြို့ကမြို့ကံပြည်သူတွေအပါအဝင်ရွှေပြောင်းရောက်ရှိလာတဲ့သူတွေဟာစစ်ကောင်စီလက်အောက်ခံတွေရဲ့ဤမျိုးမျိုးနဲ့ဖိနှိပ်ခြင်းကိုခံနေရတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာရှမ်းမြောက်ရခိုင်ပြည်နယ်ကချင်ပြည်နယ်နဲ့အညာဒေသတွေအပါအဝင်စစ်မြေပြင်တိုင်းမှာအလဲလဲအကွက်ကွက်နဲ့ရှုံးနိမ်ခြင်းကိုခံစားနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်တပ်သားတဲ့အတင်းအဓမ္မစူးစောင်းပေးနေတဲ့ငွေတူးကျော်ရွာယာအိမ်မူမြင့်တင်ကိုပြစ်ခတ်တိုက်ခဲ့ရာတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ23ရက်နေ့ည7:00နာရီကမှငွေတူးကျော်ရွာယာအိမ်မူမြင့်တင်ကိုတော်လိုက်တပ်ဖွဲ့များက၎င်းရဲ့နေအိမ်မှာဝင်ရောက်ဖမ်းဆီးတဲ့အချိန်အဖမ်းမခံဘဲနဲ့ထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတနက်ကြီးနှစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါရတယ်။တေဆုံးသွားတဲ့ယာအိမ်မူမြင့်တင်ဟာအကြမ်းဖက်စစ်တပ်အလို့ကြောင့်ကြေးရွာအုပ်စုအတွင်းမှာလုဆောင်ပေး းနေသူဖြစ်ပြီးတော့အကြမ်းဖက်ဆက်တက်အတွက်တပ်သားတွေစုဆောင်းပေးခြင်းဒေသခံပြည်သူများကိုချိမ့်ချောက်ပြီးတော့ငွေကြေးတောင်းခံခြင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ PDF များကိုလည်းဂရုမစိုက်ဘူးကြိုက်တဲ့အချိန်လာခဲ့ဆိုပြီးတော့အကြမ်းဖက်ဆက်တက်အလို့ကြစိတ်ပါလက်ပါတက်တက်ကြွကြွလုတ်ကန်ပေးနေတဲ့အတွက်နေအိမ်မှာတွားရောက်ဖမ်းဆီးခြင်းဖြစ်တယ်လို့ BTZM GBK PDF ဂျိုးပင်ကောင်းမြို့ပဲခူးယုံမအခြေပြုတက်ခွဲကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် ဒီရိုးချောင်းကြီးရွာအုပ်စုကရွာတွေမှာစစ်တပ်အလို့ကျလုံနေတဲ့အုပ်ချုပ်ရေးမှုတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကရှင်းလင်းခဲ့တာဖြစ်ပါတယ်ရှင်းလင်းခဲ့တဲ့အုပ်ချုပ်ရေးမှုတွေဆိုရင်ရိုးချောင်းအုပ်စုအုပ်ကြီးအေထွန်အုပ်ကြီးတောင်းကြီးနောက်ထပ်တက်လာတာကရိုးချောင်းနဲ့မသက်ဆိုင်ဘူးတခြားနယ်ကနေပြီးတော့လှမ်းပြီးတော့အုပ်ချုပ်တဲ့ကွင်းချောင်းရွာကနေပြီးတော့အုပ်ကြီးအောင်မြင်တန်းဆိုပြီးတော့အုပ်ချုပ်လာတယ် အုပ်ချုပ်လာပြီးတော့မြင့်တင်ကိုယာယီမှုဆိုပြီးတော့ခန့်တယ်အဲ့ဒီလိုအုပ်ချုပ်ပြီးတော့စစ်တပ်အလို့ကြောင့်ဂျိုးပင်ကောက်လမ်းပေါ်မှာသွားလာလှုပ်ရှားနေတဲ့ပြည်သူတိုင်းကိုဖမ်းဆီးပြီးတော့တပ်သားတွေအဖြစ်နဲ့စုဆောင်းတယ်သူတို့ဖမ်းဆီးထားတဲ့ပြည်သူ32ဦးရှိတယ်လို့သိရတယ်လို့ BTZM GBK PDF ဂျိုးပင်ကောက်မြို့ဘကိုးရုံးမှအခြေပြုတက်ခွဲကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို BTZM GBK PDF ဂျိုးပင်ကောက်မြို့ဘကိုးရုံးမှအခြေပြုတက်ခွဲနဲ့တရင်33ရက်နဲ့တက်ခွဲတဲ့ Dragon Brothers တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်73နှစ်အရွယ်အကြောင်းသူတဦးနဲ့အမျိုးသမီးတဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ23ရက်နေ့မွန်းလဲတနားရီအချိန်မှာသကိုင်းတိုင်းမုံရွာမြို့နယ်မအူကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာစာလင်းကြီးမြို့နယ်ဖောင်းကရာကျေးရွာကအသက်73နှစ်အရွယ်ចောင်းသူတုံးနဲ့အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြေပြင်မှာဗားတိုက်ပွဲမှာမရှိဘဲနဲ့ကိုဗလိုင်းကြီးပစ်တာကြတာကတော့ကျမတို့ဖောင်းကရာတောင်ရွာစာတင်ကျောင်းအနီးကအိမ်ပေါ်ကိုတဲ့တဲ့ကြတယ် အင်းရှင်မထေးသေးဝင်းကလမောင်းကြည်စာထိမှန်တယ်။နောက်ထပ်အသက်73နှစ်အရွယ်မတ်အင်ဂျင်ခိုင်ကတော့ခြေထောက်ကိုထိမှန်တယ်။နှာဦးစလုံးဒဏ်ရာကပြင်းထန်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စစ်ကောင်စီကမနေ့ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပြီးတော့ကြေးရွာများအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ပြစ်တဲ့လက်နက်ကြီးအမျိုးအစားက120မမနဲ့ပြစ်တာဗျ။ကြားတဲ့နေရာတွေကဖောင်းကတာမြောက်ရွာမှာတစ်လုံး၊ကတော့တဲကောကြီးရွာအနီးမှာနှလုံး၊ဖောင်းကတာဆယ်ပောင်ကတစ်လုံး၊ဖောင်းကတာတောင်ရွာမှာတစ်လုံးကြားခဲ့တာ။ ထိခိုက်တာကတော့ဖောင်းကရာတောင်ရွာမှာနေတဲ့ပြည်သူနောက်ဦးပဲထိခိုက်ပါတယ်။ကျန်တဲ့နေရာ၄ခုကတော့ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့အဲ့ဒီဒေသခံပြည်သူကဆက်လက်ရှင်းပြခဲ့ပါတယ်။စစ်ကောင်စီတပ်ကအခုဩဂတ်လအတွင်းမှာလက်နက်ကြီးများနဲ့မုံရွာဗတ်ချန်းကနေစာလင်းကြီးမြို့နယ်အတွင်းကိုမကြာခဏပစ်ခတ်မှုများကိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူ၅ဦးထက်မနည်းသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။